ကောလာတက်ရဲ့တရားသုံးခုနဲ့ကဆုံလာပြည်နေဖြစ်ပါတယ်။တရားလုံးတော်ဟာသူဇာတာတို့သမီးကလူအပ်တဲ့ကနာနုဆုံးကိုပုံပေးပြီးနေရင်္ဂရာမြစ်ကမ်းရဲ့အင်းကြီးตายရတဲ့အင်းကြီးဦးရင်မှာနေ့ခါတန့်စင်နေထိုင်တော်မူပြီးညနေကျမ်းမှာတော့ဘောရီပင်ကိုကြွမ်းများတော်မူလို့သုရိယမောင်စင်ရဲ့မျက်ရှိဆုံးကိုလူခါတော်မူပြီးအရာမဖြစ်သမျှ ငါမထတော့အောင်လို့အဋိဌံပြုလို့ထဲ့ဝဲပွက်ခွေနေထိုင်တော်မူရမှာလည်းတွေသူခွေဆွဲရမြတ်မယားတို့ပြ

နတ်စစ်တီတွေကိုတတ်မတော်ကြီးဖန်တီးလိုက်ပါတယ်။အဲ့ဒီနတ်စစ်တီတတ်မတော်ကြီးဟာဆိုရင်ရှေ့ကဆက်နှယူဇနာလက်ဝဲလက်ရာဆက်နှယူဇနာစီအထက်ကိုးယူဇနာနဲ့နောက်မှနတ်စစ်တီများမှာဆက်ကြဝလာတိုင်းထီအောင်ဖြစ်ပါတယ်။နတ်စစ်တီတတ်မတော်ကြီးကိုလက်နဲ့မျိုးစုံကင်ဆောင်စေပြီးမနတ်ကိုယ်တိုင်ကတောင်လောက်ကြီးတဲ့ဂီရိမေခလာစင်ကြီးကိုစီးလို့သူ့ကိုမှလည်း လက်ယုံပေါင်းတစ်ထောင်ဆန်းစင်းပြီးလက်နဲ့မျိုးစုံတိုင်ထားပါတယ်။မနတ်စစ်တီတွေရဲ့ကျွေးကြော်တန်ကြီးများဟာဆိုရင်ဟေးဂိုင်းရတော့တိတ်တထားကိုဖမ်းရတော့တိတ်တထားကို ွေးကြော်တန်းလေးဟာ ယူဇနာတစ်ထောင်ငါတောင်ကြားရပါတယ်။အကြမ်းင်းတောင်ပြိမ့်မိတ်တုံအောင်ကြောက်လန့်ပြီးထွက်ပြေးသွားကြရပါတယ်။ဘုရားဖရာရဲ့သာသနာပြုလုပ်ငန်းမအောင်မြောင်တိုက်ခိုက်ကြပြီမဲ့မဟာဂိယုဏတော်ရှင်မြတ်ဖရာကတော့တပားတဲ့နဲ့မတုံ့လှုပ်ပဲမေတ္တာတရားကိုသာပွားများပြီးနေတဲ့အခါမှာမနှက်ရဲ့စိလက်နဲ့တေဟာအရာမရောက်ပဲရှိနေပါတော့တယ်။မြတ်ဖရာက မိမိရဲ့ကုသိုလ်ပါရမီဟူသာအကာအကွယ်ပြုလို့မနတ်ကိုခုလိုညွှတ်ဆိုပါတယ်။မနတ်ငါသည်ဝိနည်းတတ္တဝါအပေါင်းတို့ကိုဘုနာတိဝိစုကြီးတို့မှကဲတင်မည်။ဤသို့ကဲတင်နိုင်အောင်တပ်ပြီးညွတ်ဉာဏ်ကိုရောက်အောင်လုပ်ခြင်းဖြစ်သည်။ငါပါရမီကိုဖြိုမရပါ။ငါပါရမီကုသိုလ်တို့ကိုတင်းမယုံလျင်တတ်တည်ပြုမည်ဆိုပြီးနှစ်သိန်း၄သောင်းအထုရှိတဲ့ မဟာပထဝီမြေကြီးကိုတက်သေးပြုတ်လိုက်ပါတယ်။အဲဒီအခါမှာမဟာပထဝီမြေကြီးဟာအိုရင်းစက်ကဲ့သို့တွတ်တွက်ခါလာပြီးပြင်းထန်ဆူးရှတဲ့အတန်ကြီးတွေမြည်ဟီးလာပြီးတော့စက်ကြဝဠာတစ်ခုလုံးပဲ့တယ်ရိုက်ခတ်သွားပါတော့တယ်ရှင်။ ခါမှာမနက်နဲ့တကွာစစ်တီတွေအားလုံးဖွဲ့ပြေးကြလို့ဗုဒ္ဓဘုရားရှင်ရဲ့မဟာသီးနာတော်နဲ့မနက်ကိုအောင်ဝဲဆင်နိုင်ခြင်းဖြစ်ပါတော့တယ်ရှင်။